နိုင်ငံကျောင်းသွားတဲ့သူတွေကပတ်စံကိုအလွယ်ရတာလားအဲဒေါ်လာနဲ့ကန်ရတယ်ဆိုပြီးတော့နိုင်ငံသားမှအလုံလုံတဲ့သားသမီးတွေနိုင်ငံသားရောက်နေတယ်မိန်းမရောက်ကြတယ်နိုင်ငံသားရောက်နေတယ်သူတို့တွေကပတ်စံကိုလွယ်လွယ်လေးရတာလားဒါမှမဟုတ်သူတို့ရဲ့အချိန်တွေသူတို့ရဲ့ပေးဆမှုတွေနဲ့ဒီပတ်စံတွေကရလာတာလားအဲ့ဒါလေးကိုတိဖို့အတွက်ပေါ့နော်ပြောပြပေးချင်ပါတယ်နိုင်ငံသားသွားနေတဲ့ယောက် နိုင်ငံသားသွားနေတဲ့မိန်းမနိုင်ငံသားသွားနေတဲ့သားသမီးတွေနိုင်ငံသားကိုရောက်နေကြတဲ့အားလုံးကသူများနိုင်ငံကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မို့သူများနိုင်ငံမှာအလုလုကြရတာပါထိုင်နေလို့အားလုံးပဲမင်္ဂလာပါအခုဒီအချက်လေးပေါ့နော်ဒီဆွေးနွေးချက်လေးတခုကိုဆွေးနွေးခြင်းလေဒါလေးကတော့လေဟိုတော်တော်များများကလာပြီးတော့အခုဟိုပြောပြထားတယ်ပေါ့နော်ပြောပြထားတယ်တိုင်ပင်ကြတယ်တော်တော်များများတိုင်ပင်နေဒီကိစ္စကို ုတ်ပြောတင်မပြောတင်ပေါ့နော်ဒါလေးကိုအချိန်ချင်းစဉ်းစားတယ်စဉ်းစားပြီးတော့အခုကပြောတင်တယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကိုတီလိုပြောလိုက်လို့တချို့တော်သူတွေကလည်းကြိုက်ချင်မှကြိုက်လိမ့်မယ်ကိုတာကိုထုတ်ပြောလိုက်လို့ဟိုတချို့တော်သူတွေကလည်းမုန်းရင်မုန်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့ကောင်းတဲ့ဘက်ကနေပြီးတော့ positive thinking လေးနဲ့တွေးပေးပါလို့ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျမတို့တွေပေါ့နော်ဒီဘက် နှစ်ဦးနှစ်ဖက်ပေါ့နော်ဒီဘက်ကအနိုင်ငံခြားကိုတွားပြီးတော့အလုံးလုံးနေတဲ့သူတွေရယ်ဗမာပြည်မှာ ကိုယ်နိုင်ငံမှာရှိပြီးတော့ဒီဟိုအိမ်မှာနေနေတဲ့သူတွေဟိုဒီဒီသားသမီးဥမာထားလိုက်ပါတော့ကိုယ်သားသမီးကိုကိုယ်နိုင်ငံခြားမှာအလုပ်တော်လုပ်ခိုင်းထားတယ်နောက်တစ်ချက်ကကိုယောက်ျားကိုကိုနိုင်ငံသားမှအလုပ်တော်လုပ်ခိုင်းထားတယ်ကိုမိန်းမကိုကိုနိုင်ငံသားမှအလုပ်တော်လုပ်ခိုင်းထားတယ်အဲ့ဒီပတ်စံကိုဝင်ငွေကိုဟို ကိုကဒီကနေပြီးတော့ထိုင်ပြီးတော့စုပေးတယ်အဲထိုင်ပြီးတော့ဟိုလက်ခံပေးတဲ့သူတွေပေါ့နော်ဒီဒီသူတွေအနေနဲ့ကတစ်ဖက်ကနေပြီးတော့ဟိုဒီဘက်နိုင်ငံသားမှအလုံးလုံးနေတဲ့သူတွေရဲ့ခံစားချက်ကိုသူတို့ဘက်ကနေပြီးတော့အပြေအဝသိချင်မှလည်းသိလိမ့်မယ်ပေါ့နော်နိုင်ငံသားရောက်နေတဲ့သူတွေကဟိုပတ်စံပို့လိုက်တဲ့အချိန်မှာပဲလကုံရင်ပတ်စံရလို့ပျော်နေကြတာတွေရှိလိမ့်မယ်ဒါပေမဲ့လို့ဒီဘက်ကလည်းအလုံးဘလောက်ပင်ပန်းပင်ပန်းသူတို့ရဲ့ ပင်မနာတွေကိုအစအဆုံးလာပြောပြနေမှာမဟုတ်ဘူးအစအဆုံးပြောပြဖို့လဲဒီကအလုပ်ဒီနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေမှာအဲ့ဒီသူတွေမှာအချိန်ဆိုတာလဲအဲ့ဒီလောက်ထိမပေါ်ဘူးပေါ့နော်အဲ့တော့သူတို့ကလည်းဒီဘက်မှာလာပြီးတော့အစအဆုံးကိုရင်ဖွင့်နေမှာမဟုတ်ဘူးတချို့ကျတော့လဲရင်ဖွင့်လို့မရလို့ရင်လာမဖွင့်ဘူးဥပမာမိဘ ကိုရင်ဖွင့်လို့မရဘူးပြောလိုက်လို့ရှိရင်တို့စိတ်မကောင်းဖြစ်မှာဆိုလို့ပြောလိုက်လို့ရှိရင်အာတို့စိတ်ဆိုးမှာဆိုလို့ပေါ့နော်ဒီလိုမျိုးအကြောင်းပြချက်အများကြီးတွေနဲ့တို့ရောတို့ခံစားနေကြရတယ်တောကတွေအများကြီးရှိတယ်နိုင်ငံညာမှာအလုံးလုံးနေပေမဲ့လစာရရင်တော့တို့ပျော်ပြီးတော့နောက်ရက်တွေကျရင်တို့မထချင်လဲထရတယ်နော်မသွားချင်လဲသွားရတယ်မလုချင်လဲလုရတယ်မပြောချင်လဲပြောနေရတယ်တို့ရဲ့ အခက်ခဲတွေဆိုတာကဒီဘက်မှာအများကြီးရှိတယ်ဒါတွေကိုတစ်ဖက်ကမိသားစုတွေကလည်းဟိုသိချင်လဲသိလိမ့်မယ်သိချင်မှလဲသိလိမ့်မယ်မသိချင်နေသူလဲရှိလိမ့်မယ် တိအောင်မလုပ်တဲ့သူတွေရှိလိမ့်မယ်ပေါ့နော်ဒါကိုကျမကအခုကြားနေပြီးတော့ဒီကိစ္စတွေဒီခံစားချက်တွေကိုဟိုပြောပြပေးပါမယ်ပေါ့နော်ဒါနှစ်ဦးနှစ်ဖက်အနေနဲ့ positive thinking နဲ့ပဲဟိုတွေးပေးပါ ကိုသားဆိုရင်ဆိုရဲစိတ်ပေါ့နော်ကိုသားဆိုရင်ငါသာအဲ့ဒီနေရာမှာဆိုရင်ငါဆိုရင်ရောဘယ်လိုလုပ်မလဲငါဆိုရင်ရောဒီလိုပြင်မဲ့ငါဘယ်လိုနေမလဲဆိုရဲခံစားချက်ကလေးနဲ့ တယောက်နဲ့တယောက်ပေါ့နော်ဟိုအကောင်းနဲ့အကောင်းမြင်တဲ့စိတ်ကလေးနဲ့မြင်ပေးကြပါ ပြီးရင်ဟိုနားလည်မှုတွေပေးကြပါလို့ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့သားသမီးတွေကနိုင်ငံသားမှရှိနေတယ်ယောက်ျားကနိုင်ငံသားမှရှိနေတယ်ပတ်စံပို့ပေးတယ်လာကုန်လို့ရှင်မိန်းမကနိုင်ငံသားမှရှိနေတယ်သားသမီးတွေအတွက်ပတ်စံပို့ပေးတယ်လာကုန်အချောင်းမျိုးမျိုးကြောင့်နိုင်ငံသားကိုသွားကြတယ်နိုင်ငံသားကိုရောက်နေကြတယ်ဒါပေမဲ့လို့နိုင်ငံသားရောက်တဲ့သူတိုင်းကပတ်စံရှာတာမလွယ်ပါဘူးရှင် အဲ့ဒါကဘာလဲဆိုတော့ကသူများအလုပ်ကိုလုပ်နေတာနိုင်ငံသားဆိုတာကကိုယ်နိုင်ငံလိုမျိုးအားချိန်မရှိဘူးရှင်เนาะအလုပ်အလုပ်ချိန်က9နိုင်ပြောပေမဲ့10နိုင်17နိုင်ဖြစ်ဖြစ်မဲ့9နိုင်တကယ်လုပ်ရရင်တော့မှဟို traveling time ဆိုတာရှိသေးတယ်အဲ့ဒီတော့ခရီးသွားပြီးတော့ဒီကနေကားစီးပြီးသွားရမယ်ထရမယ်ဆိုတော့သူပေးရတဲ့အချိန်ကတရက်ကိုဟိုမနက်2နိုင်ည2နိုင်ဖြစ်မယ်ဆိုရင်เนาะဟို စေစတိစနစ်73နာရီတရက်ကို73နာရီသူကမအားဘူးအဲ့တော့အိမ်ရောက်ရင်ချက်ပြုတ်စားရအောင်မယ်အဲ့ဒီခါကျတော့သူ့မှာတနေကုန်မှာနေဟိုအဲ့ချိန်ကို လူပြီးတော့သူတို့ကအလုံလောက်ရတာပါအဲ့လိုအဲ့ချိန်လူပြီးတော့အလုံလောက်ပြီးတော့မှသူတို့ရလာတဲ့ပတ်စံပါနော်ဒီလကုံလို့ရလာတဲ့ပတ်စံဆိုတာကသူတို့အတွက်ကအယမ်းတန်ဖို့ရှိတဲ့ချွေးနှဲစာပတ်စံတွေပါဒီပတ်စံတွေကိုသူတို့က မိသားစုကိုပို့ပေးတယ်ဆိုတာကသူတို့ကချစ်လို့ပို့ ေးတာနောက်တစ်ခုကသူတို့ကဒီနိုင်ငံမှာဟိုအစားအသောက်ကိုဘုံဘော်လောစားလိုက်တာမျိုးတွေသူတို့မလုပ်ပါဘူးသူတို့ချွေတာတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံခြားရောက်တဲ့သူတိုင်းမှာမြန်မာပြည်မှာဒါဆိုရင်ဒီပစ္စည်းကဒီလောက်ပဲရှိပါတယ်ဆိုတော့ချွေတာပြီးတော့တရားဟို နိုင်နေတော့ပေါ့နော်ဟိုစားချင်တာတော့မစားတာတွေစားချင်တာမစားဘဲနဲ့ငါပို့ပြီးတော့တုံးလို့ရတယ်ငါဒီဟာလေးစုလိုက်ခြင်းအပြည့်ကိုနိုင်ငံမှာတလစားလို့ရတယ်တပတ်စားလို့ရတယ်ဆိုတဲ့စိတ်ကလေးနဲ့သူတို့ကအသက်နိုင်ဆုံးမတုံးကြပါဘူးမတုံးမဲနဲ့သူတို့ဘာလို့လဲဆိုတော့ဒီမှာချွေးနှဲစာနဲ့တကယ်ပင်ပင်မှန်မှန်လို့ရတဲ့လူတွေက ပဆန်ကိုတုံးရမှာကိုနှမျောပါတယ်အဲ့ဒီလိုမျိုးသူတို့ကအချစ်ကုတ်စုပြီးတော့ပို့ကြရတာပါအဲ့ဒီလိုမျိုးလာကုန်လို့ပဆန်ပို့လိုက်တဲ့အချိန်မှာရှိတဲ့မိန်းမတွေဟိုယောက်ျားတွေဟိုမိဘတွေပေါ့နော်နိုင်မြန်မာပြန်နေပြီးတော့လာကုန်ရင်ပဆန်မပို့သေးဘူးလားဆိုပြီးတော့ပြီးတော့လာကုန်လို့ပဆန်ပို့လိုက်တဲ့အခါကျတော့ ဟိုမိမကထားလိုက်ပါတော့မိမဆိုရင်လည်းသူ့ရဲ့ဇနီးကသူကဟိုဝယ်ချင်တာဝယ်မယ်သုံးချင်တာသုံးမယ်เนาะဟိုဥပမာထားလိုက်တော့ပို့တာကဟိုတရားပို့တယ်ပဲထားပါတော့เนาะဒါဥပမာတရားပို့တယ်ဆိုရင်အာ90လောက်ကိုသူဝယ်ချင်တာဝယ်သူသုံးချင်တာသုံးလိုက်တယ်ပြီးတဲ့အခါကျတော့အိမ်စရိတ်က30လောက်ဖြစ်ပြီးတော့ဂျန်နဲ့20လောက်ကလည်းသူကတစ်ခုခုလုံးလိုက်တယ်မစုခဲ့ဘူးဆိုလို့ရှိရင် ဒီဒီအိမ်အောင်ရေးကကြာလာတဲ့ခါကျတော့ရုပ်ကြလုတ်သူကမေးလိုက်တိုင်းပတ်စံမရှိဘူးမေးလိုက်တိုင်းပတ်စံမရှိဘူးဆိုရင်သူရှာခြင်းစိတ်လည်းမရှိတော့ဘူးပေါ့နော်ရှာရှာရတာဘာမှမထူတော့ဘူးအားမရှိတော့ဘူးသူ့အတွက်ဆိုတော့ဒီမိသားစုအတွက်ဆိုတော့ဆုဆောင်ထားတာဘာမှမရှိဘူးဆိုတော့သူပြန်ချင်နေတာတော့မှသူ့မှာပြန်လို့မရဘူးပြန်ချင်တဲ့ဟာကိုသူ့ ပြန်မရဘူးဗမာပြည်မှာဆုထားတာမရှိဘူးပြန်လိုက်လို့ပြန်မယ်ပြောရင်လည်းမိန်းမတွေကမပေးပြန်ဘူးပြန်ဘာလို့ခုလဲပြန်ဒီမှာကဘာအလုံးမမရှိဘူးဆိုပြီးတော့တကယ်လဲတို့တို့လည်းမဆုထားဘူးဒီဘက်ကလည်းပြန်မပေးပြန်ဘူးဆိုတော့တို့တို့တသက်လုံးနိုင်ငံခြားမှာပေးနေပြီးတော့အလုံးလုံးပြီးတော့ပို့ကျွေးဆိုတာတို့တို့အတွက်ကိုမတရားရကြပါတယ်အဲအဲ့ဒီလိုမျိုးပဲဟိုမိဘတွေကလည်းတာသမီးကိုအဲပို့ပို့နင်အချိန်တိုင်းပို့ပို့ပြီးလို့ရှိရင်ဒီဘက်မှာပို့ထားတဲ့ပတ်စံကိုသူ့အတွက်မဆုထားပေးဘူးအဲ နေပို့ထားတာသိန်း20ဟုတ်ပြီအချိန်တိုင်နဲ့သိန်း20ပေးရင်ပြီးရောမှန်လားဆိုတာမျိုးထက်စာရင်အဲ့ဒီသိန်း20ကိုပစ္စည်းတစ်ခုခုကိုဝယ်ထားပေးပါ အဥမာရွှေဝယ်လိုက်တာမြေဝယ်လိုက်တာအဥပမာပေါ့နော်ဒါဥမာသိန်း200ပေးရဆိုရွှေဝယ်လိုက်တာမြေဝယ်လိုက်တာသူ့နာမည်လေးနဲ့သူ့အတွက်ဝယ်ထားပေးတယ်ဆိုရင် तू မလုံနိုင်လို့ပြန်လာတဲ့အခါမှာသူ့အတွက်ကစုမိဆောင်ပေးတာလေးရှိတဲ့အတွက်သူ့အနေနဲ့လည်းဒီဘက်မှာပြင်ပမှန်မှန်လှုပ်ထားရတဲ့ဟာလေးက तू လှုပ်ရကြုံနဲ့တဲ့စားတင်တဲ့လောက်ပဲစားကြပါသုံးတင်တဲ့လောက်ပဲသုံးကြပါကျန်တာလေးတွေကိုသူ့အတွက်တစ်ပွက်လောက်ဖြစ်ဖြစ်စုထားပေးတင်ပါတယ်လို့ထင်ပါတယ်အဲ့လိုမျိုးတွေမလုပ်ပေးတဲ့အခါကျရင်ဒီဘက်မှာသူတို့တွေပြင်ပမှန်မှန်ရှာ ထားသမျှကပို့လိုက်တိုင်းဘာမှမကြံဘူးပို့လိုက်တိုင်းဘာမှမကြံဘူးဆိုသူတို့ဘက်ကလည်းစူးစမ်းချင်းစိတ်ပျောက်သွားပါလိမ့်မယ်အဲ့ဒီလိုမျိုးပဲသူတို့လည်းသူတို့မှအနာဂတ်ရှိပါတယ်ဒီမိမတွေကတခြားသားသမီးတွေရှိလို့တခြားသားသမီးတွေကိုမျှဝေပေးချင်တယ်တခြားသားသမီးတွေကအဆင်မပြေလို့သူကတော့နိုင်ငံသားမှရှိနေတာပဲသူပတ်စံကိုအာသူပို့လာတဲ့ပတ်စံကိုတခြားသားသမီးတွေကိုပါမျှဝေပေးချင်တယ်ဆိုလို့ရှိရင်လည်း ထိုက်တင်တော့ပဲနည်းနည်းပပလောက်ပဲပေးပါလို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့လည်းလူပဲသူတို့လည်းလူဖြစ်လာတဲ့ချင်းတူတူသူတို့သူတို့ဘာသာသူတို့ရှာပါစေသူတို့ရှာတဲ့ပစံနဲ့သူတို့ကြိုးစားတဲ့ပစံနဲ့သူတို့ကသူတို့စားတာမျိုးဖြစ်စေချင်ပါတယ်။ဒီနိုင်ငံသားကပို့တဲ့လူရဲ့ဟာကိုတွားပြီးသူတို့ကိုပတ်မိုးပေးပြီးနိုင်ငံသားကရှာနေတဲ့လူက ပြန်လာရင်ဘာမှမကြံဘူးဆိုတာမျိုးတွေမလုပ်သင့်ပါဘူးဒါကဘာလဲဆိုတော့နှစ်ဦးနှစ်ဖက်ပေါ့နော်လူလူချင်းပဲပြောလိုက်ပါလူလူချင်းကိုချင်းစာတရားရှိပါသူလည်းခြေတော့လက်ရှိတယ်လို့ဒီဘက်ကနိုင်ငံသားတောင်းနေတဲ့သားသမီးမှလည်းခြေတွေလက်တွေရှိပါတယ်အဲ့တော့လူလူချင်းလို့ပဲတမျက်မျက်တတလေးတွေးပေးရင်သူ့အတွက်လည်းစုပေးပါတဝက်လောက်ကိုစုပြီးတဝက်လောက်ကိုစားတာမျိုး လုပ်ပေးတယ်ဆိုရင်ဒီဘက်ကစူးစမ်းနေတဲ့သူတွေအနေနဲ့လည်းဟိုပင်မန်းရဂျိုးနှက်ပါတယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးမျက်မျက်တတလေး းလုပ်ပေးပါလို့ပြောချင်ပါတယ်ဥပမာတချို့ကြတော့လေမိမကနိုင်ငံသားမှာအလုပ်လုပ်နေရရောက်ကြဗမာပြည်မှာနေနေရဆိုလဲဒီတိုင်းမှာပဲတစ္ဆာရှိပေးပါပတ်စံတွေကိုဟိုအသက်နိုင်ဆုံးခြွေသားစုဆောင်တာမျိုးလုပ်ပေးပါပေါ့နော်ဘာလို့လဲဆိုတော့တစ်ဖက် တဖက်နဲ့တဖက်နားလည်မှုတွေနဲ့တဖက်နဲ့တဖက်မြင်မြတ်တတရှိလို့ရှိရင်ဒီဘက်ကအလုတ်စူးစားရတဲ့သူတွေလည်းစိတ်မစင်ရရဘူးထပ်ပြီးတော့စူးစားခြင်းစိတ်ရှိပြီးတော့တဖက်မှာလည်းဟိုဟိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒီလိုမဟုတ်လို့